မ်းမှာတော့ကျွန်တော်တို့ရဲ့ရှင်းမှာဖြတ်တန်းသွားနေတော့ကြားဖြူကြီးကိုတွေ့လိုက်ရတော့လေကြားဖြူကြီးရဲ့ပါဇက်ထဲတွင်ကြိုက်ခဲထားသောလူတူအုပ်ကိုတွေ့လိုက်ရထိုသူကတော့မင်းသိတ္တိဆိုတဲ့နတ်ဝင်တယ်ပဲဖြစ်တော်တယ်ဗျဝါလက်ထဲမှာတနက်မရှိလို့နားတယ်ကွာအမှန်ပဲဖြစ်တယ်ဗျာကျွန်တော်တို့ရဲ့လက်ထဲတွင်တနက်သာရှိပါကဒီမြအကွာဝဲမှာကြားကိုမလွတ်အောင်ပြစ်ခတ်နိုင်မှာအတိကြပဲညာရစာတွတ်ပြီးလာပြီဟဲ့ တပည့်ကျော်ဘိုက်ကလေးလဲပါတယ်နော်ရွာသားတွေဟာကျွန်တော်တို့၃ယောက်အားဖန်ဆီခေါ်ဆောင်ခြင်းမပြုတော့ပဲနဲ့ကျွန်တော်တို့ရဲ့လက်နက်တွေကိုသာတင်းယူသွားခဲ့ကြတယ်ဗျကျွန်တော်တို့မှလည်းအားလုံးစိတ်သက်သာနေကြတယ်အလဲကြကင်းဆောင်ခြင်းကိုပဲမပြုကြတော့ဘူးဗျကျွန်တော်တို့ရဲ့လက်နက်များမရှိတော့ပြီကြားပြူခြင်းနဲ့တွေ့တယ်လဲခုခံနိုင်စွာမရှိတော့ဘူးလေဒါကြောင့်အားလုံးပဲစိတ်လျှော့ပြီးနေလိုက်ကြတယ်ဗျအဲ့ဒီညတညလုံးကတော့ဗျတောင်ပေါ်ရာမှာမောင်းထုတန်တူတူနဲ့မီးရောင်များထိန်လင်းပြီးတော့ ရှားဖြူကိုပူဇော်နေတဲ့အတန်ကိုကြားရတယ်ဗျ။အဲဒီလိုနဲ့ကျွန်တော်တို့မှလည်းမိုးလင်းခန်းဒီမှာမိခနဲ့နဲ့အိပ်ပျော်သွားချိန်မှာပဲရုပ်ရုပ်တက်တဲ့အတန်တွေကြောင့်ကျွန်တော်မှလန့်နိုးလာခဲ့တော့တယ်။ကျွန်တော်တို့ရဲ့စခန်းတို့ကြောက်အားလန့်အဖြစ်ဝူရဖာယာတောင်ပေါ်မှာပြေးဆင်းလာကြသူတို့ရောက်လာကြတယ်ဗျ။အဲဒီခါမှကျွန်တော်တို့ဟာလည်းအကျိုးအကြောင်းမေးကြည့်ရတာလေ။ဘာဖြစ်ကြတာလဲဗျ။ညကတညလုံးဗျာရှားဖြူကြီးကိုပူဇော်ရင်းနဲ့ကခုံကြတယ်ဗျ။မိုးလင်းခန်းဒီမှာပဲအားလုံးမမောနဲ့အိပ်ပျော်သွားကြတယ်လေ။ အဲ့ဒီမှာပဲကြားဖြူကြီးကဝင်ဆွဲတော့တာပဲလူတတော်များများနဲ့တည်တဲ့လူကတည်ဒဏ်ရာရတဲ့လူလည်းရကြတဲ့ဆရာတို့ရေလက်ကြည့်ကြပါဦးအဲ့ဒီလိုနဲ့ကျွန်တော်တို့မှလည်းထိုးသူတချို့တွေနဲ့အတူတောင်ပေါ်သို့တက်လာခဲ့ကြတော့တယ်လမ်းမှာတော့ကျွန်တော်တို့ရဲ့ရှေ့မှာဖြတ်တန်းသွားနေသောကြားဖြူကြီးကိုတွေ့လိုက်ရတော့တယ်ကြားဖြူကြီးရဲ့ပါဇက်ထဲတွေကြိုက်ခဲထားသောလူတို့အုပ်ကိုတွေ့လိုက်ရထိုးသူကတော့ မင်းတိတ်တီဆိုတဲ့နတ်ဝင်တယ်ပဲဖြစ်တော့တယ်ဗျ။ကွာလက်ထဲမှာတက်နဲ့မရှိလို့နားလေကွာအမှန်ပဲဖြစ်တည်ဗျာကျွန်တော်တို့ရဲ့လက်ထဲတွင်တက်နဲ့သာရှိပါကဒီမြအကွာဝဲမှာကြားကို မလွတ်အောင်ပြစ်ခတ်နိုင်မှာအသေးကြပဲအဲဒီလိုနဲ့ကျွန်တော်တို့ဟာလဲရွာကလေးတို့ဆက်လက်ထွက်ခွာလာခဲ့တော့လေအခင်းဖြစ်ပေါ်တဲ့ရွာလေးကိုရောက်တဲ့အခါမှာတော့သွေးတန်တရရဲ့နဲ့ခြေကွဲဖွဲရမြင်ကွင်းကိုမြင်တွေ့လိုက်ကြရတယ်ဗျာ လူတော်တော်များများဟာကြားကုတ်ထားသောဒဏ်ရာကြောင့်မြေပြင်မှာလဲကျပြီးတော့အော်ဟစ်အကူအညီတောင်းနေကြတယ်ဗျ။ကြားဆိုတာတရိတ်ဆံမဲ့လေဗျာ။အသိဉာဏ်ရှိတာမှမဟုတ်တာဗျ။အသိဉာဏ်ရှိတဲ့လူတွေကတပြန်ပူဇော်တယ်ဆိုတာကတော့မိုင်မဲတာပဲလေ။ကျွန်ုပ်ကလည်းဂယုဏဒေါသဖြစ်ပြောမိလေတယ်။မကြခင်မှာပဲတကြီးဟာသူ့လူတွေနဲ့အတူကျွန်ုပ်တို့အနီးကိုရောက်ရှိလာခဲ့တယ်ဗျ။ဒဏ်ရာရနေတဲ့သူတွေကိုလည်းစေဝါကုသခြင်းလိုအပ်တင်များကိုဆောင်ရွက်ပေးကြတယ် ။ဘုသူတောင်သားတွေဆိုတော့အသိဉာဏ်ဘဟုသူတကနေတယ်ဆရာတို့ရေ။ဒီကြားဖြူကြီးရန်ကလည်းအေးမှမဟုတ်သေးဘူးဗျ။ဒီတော့ဖြစ်နိုင်ရင်ဆရာတို့ပဲဒီကြားဖြူကြီးကိုတုတ်တင်သွားစေချင်ပါလေ။စိတ်ချတည်းဒီကြားဖြူကြီးကိုမတက်ရမချင်းကျုပ်ဒီတောင်ပေါ်ကနေခြေတလန်းမှမခွာဘူးဗျ။ကိုယ်စကားမှာအိမ်ပြန်ချင်းလွန်လာပြီဖြစ်တော့ကျွန်တော်တို့အတွက်တော့ဝမ်းနည်းစရာပင်ဖြစ်တော့တယ်။ကိုမင်းတင်ကတော့ကြာဖြူကြီးကိုမိုးကုတ်ဆက်ဝိုင်းအဆုံးထိလိုက်လံလက်စားချိန်မဲ့ဆိုပြီးတော့ကျင်းဝါနေတော့တယ် ကိုမင်းနဲ့ကျင်းဝါနေစင်မှာပဲကြာပြူကြီးရဲ့ဟိန်းသဟာဖတ်ပေါ်လာခဲ့တော့တယ်။အဲ့ဒါနဲ့ပဲကျွန်တော်တို့ဟာလေတကြီးစီကကျွန်တော်တို့လက်နက်တွေကိုပြန်တောင်းပြီးတော့ကြာပြူကြီးနောက်ကိုပြေးလိုက်ခဲ့ကြတော့တယ်။အဲ့ဒီလိုနဲ့ကျွန်တော်တို့သုံးယောက်ဟာလေတိုင်မြင်ထားတဲ့ကဲ့သို့ပြင်တပြိုင်တည်းကြာပြူကြီးရဲ့အတန်လာရနောက်တို့ပြေးလိုက်ခဲ့ကြတော့တယ်။ကြာပြူကြီးကတော့အဆက်မပြတ်အတန်ပေးကရှေ့မှနေဖျားယောင်းခေါ်ဆောင်သွားတယ်ဗျ။အတန်သာကြာရပြီးတော့ကြာပြူကြီးကိုမမြင်ရချင်းမှလည်းမခန့်ချင်းစရာကောင်းလာတယ် ဒါကြောင့်ကျွန်တော်တို့၃ယောက်လုံးကလည်းရှေ့မှာရှိသောအတားအဆီးများကိုပဲဂရုမထားတော့ပဲနဲ့ခြုံရွယ်ပိတ်ပေါင်းတို့ကိုတိုးခွေပြီးတော့ကြားဖြူကြီးရဲ့နောက်ကိုလိုက်ခဲ့ကြတယ်ဗျကျွန်တော်တို့ဒီခန္ဓာကိုယ်မှာလည်းတစ်ကိုင်းများနဲ့ညှိပြီးတော့ပေါက်ပြဲကုန်ကြတယ်ခြုံတော်များကိုကြော်ဖြတ်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဟာတစ်တော်အုပ်တစ်ခုစီသို့ရောက်ရှိသွားကြတယ်ဗျကြားရင်တန်ကလည်းအဲ့ဒီနေရာမှာပဲပျောက်ဆုံးတိတ်ဆိတ်သွားတော့တယ်အတန်မဲ့တိတ်ဆိတ်သွားတာမဟုတ်ဘဲနဲ့ခြေရာတွေပါတိတ်ဆိတ်သွားလေရာဆက်လက်ရှာဖွေရန်အတွက် ကျွန်တော်တို့မှာအခက်အခဲဖြစ်သွားရတယ်ကိုလိုတွေဂျာဖြူကြီးကတော့ခြေရာပျောက်သွားပြီပြုတ်ဒုက္ခပဲကိုတို့ပြီကျုပ်ရဲ့လက်ထဲမှာခြေထားတဲ့လက်ဖွဲ့ကျိုးဗမာချကြံခဲ့လည်းမသိဘူးဗျသူရဲ့လက်မှာခြေထားသောလက်ဖွဲ့ကျိုးမှာတော်တော်ဝင်စင်ချုံနှွေများနဲ့ညှိပြီးတော့ကြံခဲ့တာဖြစ်ရမယ်လက်တော်ခက်တာပဲဥထွက်လာရာဒီလက်ဖွဲ့ကသူ့မိမကိုယ်တိုင်ခြေပေးလိုက်တော့အန်ရဲ့ကင်းလက်ဖွဲ့ပဲဖြစ်တော်တယ်ဘယ်လောက်လဲအယူသီးမနေပါနဲ့ဥထွက်လာရာဒီလက်ဖွဲ့မရှိလဲခမရဘာမှမဖြစ်ပါဘူး ကျုပ်ကကြောက်လို့မဟုတ်ဘူးကိုတုပ္ပိယအိမ်ပြန်လို့သူပေးလိုက်တဲ့လက်ဖွဲ့လေးမပါသွားရင်ကျုပ်မိမကိုကျုပ်ဘလို့မျက်နှာပြရမလဲအဲ့ဒါကိုတော့မရရအောင်ပြန်ရှာမရမယ်ဗျာသွားပါစေဥတုပ္ပိယသူ့အတွက်အရေးကြီးတဲ့ပစ္စည်းပဲကိုမင်းလည်းအခွင့်ပြုနေတဲ့ဖြစ်ကျွန်တော်မှလည်းဥထော်လန်အားမတားတော့ဘူးအဲ့ဒီလိုနဲ့ဥထော်လန်ဟာနောက်ကျောင်းသို့ပြန်လှည့်သွားခဲ့တယ်ဒီတော့မှကျွန်တော်တို့နှစ်ယောက်ဟာလည်းရှေ့သို့ဆက်ထွက်လာခဲ့ကြတယ်ဗျာ ရှားဖြူကြီးမှာအတန်တက်ယုံမကခြေရာပါပျောက်သွားခြင်းဟာထူးဆန်းလာတယ်ဗျကျွန်တော်တို့အားအတန်ဖြစ်ဖျားယောင်းခေါ်ဆောင်ခြင်းမှာလဲသူ့ရဲ့ထောင်ချောက်တစ်ခုပင်ဖြစ်တယ်ကျွန်တော်တို့မှာသူ့ရဲ့ထောင်ချောက်ထဲရောက်နေတယ်လို့ခံစားရတယ်ဗျကျွန်တော်မှာတော့မြေပြင်မှာကြားခြေရာလေးကိုမတွေ့ရသဖြင့်ခေါင်းထဲသို့အတွေးတစ်ခုဝင်လာခဲ့တယ်ကိုမင်းနဲ့ဒီကောင်ကြီးတစ်ပင်ပေါ်ရောက်ချင်းရောက်နေနိုင်တယ်နော်ကျုပ်တို့တတိထားမှဖြစ်မယ်ဗျကိုမင်းနဲ့ကလည်းအကင်းပါလာသူဖြစ်ရာချက်ချင်းမင်းသဘောပေါက်သွားတော့လေဗျ ကျွန်တော်တို့မှလည်းတစ်ပင်များစီတို့မော်ကြီးကအကဲခတ်လိုက်တယ်။အဲ့ဒီအချိန်ကျွန်ုပ်ရဲ့စိတ်ထဲမှာနောက်ကျောင်းပြန်ထွက်သွားသောဥထော်လန်ကိုတတိယလိုက်မိတယ်။ဥထော်လန်တော့တတိမှထားမိပါမလားဆိုပြီးကြုံမှစိတ်ပူနေရတော့တယ်။အဲ့ဒီအချိန်မှာပဲဥထော်လန်ထွက်သွားသောနေရာစီကတနက်တန်တစ်ချက်ကိုကြားလိုက်ရတယ်။ဒိုမီတနက်တန်ဖြစ်တဲ့ဖြစ်ဥထော်လန်ဤတနက်ကလွဲပြီးတော့တခြားတနက်တန်မဖြစ်နိုင်ဘူးဗျ။ကျွန်တော်မှလည်းကိုမင်းတွေကိုမဆောင်တော့ဘဲနဲ့ ဆိုရင်စိတ်ဖြင့်တနတ်တန်ကြားရဘက်သို့ဥရဖားရနဲ့ပြေးထွက်လာခဲ့တယ်။ကိုမင်းနေကလည်းကျွန်ုပ်ရဲ့နောက်ကတဘာတဲ့ပြေးလိုက်လာခဲ့တယ်ဗျ။တနတ်တန်ကြားတဲ့နေရာကိုရောက်တဲ့အခါမှာတော့ဗျာကျွန်ုပ်အလားကောင်းတော့လဲအခါနှောင်းခဲ့ပြီဖြစ်ကြောင်းသိလိုက်ရလေတော့တယ်။ဘုံနေရာတဝိုက်တင်ရွရွတဲတဲဖြစ်ခဲ့ကြောင်းလက္ခဏာများကိုတွေ့ရတယ်ဗျ။ကြာဖြူကြီးရဲ့ခြေရာတွေကိုလည်းတွေ့ရတယ်ဦးထွန်လိုက်ရဲ့တူမီတက်နဲ့ကြာကြံခဲ့တဲ့ပုံကိုထောက်ရင်တော့ကြာဖြူကြီးကသစ်ပင်ပေါ်ကနေ ဥထော်လန်ကိုတိုက်ခိုက်တာပဲဖြစ်ရမယ်ဗျဥထော်လန်ဟာတနက်ပြစ်ခွင့်ရခဲ့တော့လဲကြားဖြူကြီးကိုထိရမတူဘူးဗျဘာကြောင့်လဲဆိုတော့ဗျကြားဖြူကြီးရဲ့ကိုကထွက်တဲ့သွေးတွေကိုဒီမှာမတွေ့ရဘူးလေကျွန်ုပ်ကလည်းအတော်ပင်ခြေကွဲဝမ်းနေမိတယ်ဗျမုတ်ဆိုးဘွားမှာအေးချမ်းစွာအနားယူနေတော့ဥထော်လန်ကိုကျွန်ုပ်ကတေရွာကိုပုတ်ခဲ့မိလေပြီလေကျွန်ုပ်ဟာတာဝန်မကင်းသလိုလက်ပြာမလုံးသူခံစားနေရတယ်ပြီးတော့တိုက်ဆိုင်မှုတစ်ခုပဲဖြစ်နေမလားမသိပါဘူးဗျာ သူရဲ့ဇနီးပေးလိုက်သောအန်နီယကင်းလက်ဖွဲ့လေးပျောက်ဆုံးသွားလေရာမှာဤကဲ့သို့အသက်အန်နီယနဲ့ရင်ဆိုင်ရခြင်းမှာထူးဆန်းလာတယ်ဗျအခုတော့ဗျာကျွန်တော်တို့မှာတူဦးပြီးတူဦးကြားဖြူကြီးလက်ချက်ဖြင့်ကြာဆုံးနေလေတော့လေမကြမီမှာကျွန်ုပ်အလေရောက်လာမည်ဟုတွေးတောပြီးတော့ကြောက်ရွံ့နေမိတယ်ဗျအခုအခါကျွန်ုပ်တို့အဖွဲထဲမှာကိုမင်းတင်နဲ့ကျွန်ုပ်သာကြံခဲ့တော့လေသူ့လည်းပဲအရင်လာမလားကျွန်ုပ်လည်းပဲအရင်လာမလားဆိုတာကတော့တည်ခြင်းတရားကစောင့်ကြုံနေပြီလေ ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းကို အထူးအထူးဝင်ကျေးဇူးတင်ရှိပါတယ်